ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တရင်ကြနေရဲ့စတိမလာ30ရက်နေ့ review session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။မြေဆုံစီမံကိန်းကိုသမရရဆိုင်လိုက်ဖို့ဒီကခဏတွင်ကတောင်းဆိုလိုက်ပါတယ်။အစစ်ကမရှင်ကမေးစင်းတွေကိုဒီကနေ့စတင်ချင်ညာပါတယ်။ရှစ်သက်ရည်တကွမာကြီးကစားရင်မျောပါတည်ဆုံးပြီးပျောက်ဆုံးနေတဲ့မြို့သမီးနှစ်ဦးကိုဒီကနေ့မှဆက်လက်ရှာဖွေနေပါတယ်။စားရတဲ့ဒရနိုတက်ဆက်ပြတော့မှာပါ။ကျမတို့စစ်စင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ ဆီအိုဆူရဲ့ရွေးကောက်ပေးကော်မရှင်ကမင်းစင်တွေကိုဒီကနေ့စက်တင်ဘာလ30ရက်နေ့ကစပြီးထုတ်ပြန်လိုက်ပြီးလို့ကြေညာလိုက်ပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါအဲ့ဒီမင်းစင်တွေကိုပထမအကြိမ်ဖြစ်အော်တိုဘာလ23ရက်နေ့အထိ14ရက်ကြာကတ်ထားပေးမှာဖြစ်တယ်လို့ဆိုပါတယ်စီရင်တွေကိုတက်ဆိုင်ရာရက်ွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကတ်ချာမှာဖြစ်ပြီးအကြောင်းမျိုးမျိုးကြောင့်မကတ်နိုင်ခဲ့ရင်တက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာတွားကြည့်နိုင်ရလို့ထုတ်ပြန်ထားပါတယ် မက်ဆင်းထဲမှာမပါရင်တော့ပုံစံ၃နဲ့နာမည်ချက်ပေးဖို့တောင်းဆိုနေတယ်လို့မပါတဲ့သူတွေပါနေရင်လည်းပုံစံ၄နဲ့ကန့်ကွက်နေလို့ဆိုပါတယ်မက်ဆင်းတွေကိုဖြည့်ဆွတ်ပြင်ဆင်ပေးဖြတ်ပြီးနိုဘလထဲမှာနောက်ဆုံးအကြိမ်ဖြစ်ပြန်ချိန်ညာသွားမယ်လို့လည်းသိရပါတယ်ရွေးကောက်ပွဲအပိုင်း၁ကိုတော့ဒီဇင်ဘာလ၂၈နေ့ပြုလုပ်သွားမှာဖြစ်ပြီးယာယီနေရဆုံးခွာသူတွေကြိုတင်မဲပေးကြဖို့လဲစေအုပ်စုကမိုဘိုင်းဖုန်းတွေကနေစာတို့ပေးပို့တာတွေကိုပြုလုပ်နေပါတယ်စေအုပ်စုဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြုလုပ်သွားမှာဖြစ်ပြီး အပိုင်းတစ်ကိုတော့မြို့နယ်တရားနှမြို့နယ်မှာပြုလုပ်တော်မှာဖြစ်တယ်လို့ကြေညာထားပါတယ်တလိုင်းရင်အင်အားစုတွေဘက်ကတော့စေအုပ်စုကလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရှုတ်ချထားပြီးအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကလည်းအဲ့ဒီရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့မပူပေါင်းမပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မြန်မာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 3393တင်းတဲ့တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။မြေဆုံစီမံကိန်းကိုချောင်းရရဆိုင်လိုက်ဖို့ဒေတာခေါင်းကတုံးဆလိုက်ပါတယ်။ထရီဇာကတင်ဆက်ပေးမှာပါ။သမရဦးတင်စင်အစိုးရလက်ချက်ကယာယီရဆိုင်ခဲ့တဲ့မစ်ဆုံစင်မန်ကင်းကိုသမရရဆိုင်လိုက်ဖို့ဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာကျင်းပတဲ့မစ်ဆုံစင်မန်ကင်းရနာထားတဲ့ဆက်လက်နေပြီးမှဒေတာခံပြည်သူတွေအားတောင်းဆိုလိုက်ပါရယ် စီမံကိန်းကိုဆ ਿਆ ဆူရလက်ထံ2009ခုနှစ်မှာစတင်ခဲ့ပြီး2017ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာတမ္ပဒဥတင်စင်ကသူ့အဆိုအရတတန်းကုန်ဆုံးတဲ့အချိန်စီမံကိန်းကိုရက်ဆိုင်ချောက်ချင်းရခဲ့တာဖြစ်တယ်လို့မြစ်ဆုံဒေသခံပြည်သူတို့ကပြောပါတယ်မြေဆုံစီမံကိန်းဟာမြန်မာတနိုင်ငံလုံးကိုထိခိုက်လာနိုင်တဲ့စီမံကိန်းကြီးဖြစ်တာကြောင့်စီမံကိန်းရက်ဆိုင်ဖို့အတွက်မြေဆုံဒေသခံတွေတမကတနိုင်ငံလုံးကပါဝင်ဖို့လိုတယ်လို့နောက်ထပ်ဒေသခံတွေကပြောပါတယ် အခုချိန်တင်ပြဆုံးဒေတာဟာမပြည့်စုံပဲဆက်လက်တည်ရှိနေတာကိုမြင်တွေ့နေရတဲ့အပြင်ဆက်လက်တည်ရှိနေဖို့မျှော်လင့်ကြောင်းလည်းမြေဆုံဒေတာခံကဆက်လက်ပြောပါရယ်နိုင်ငံရေးအလဲအပြောင်းတွေကြောင့်မတည်ရှိတော့ပဲပြည့်စုံသွားမှာကိုစိုးရင်ကြောင်းလည်းစစ်ကောမရှင်ကနေတရုတ်နဲ့စီမံကိန်းဆက်လက်လှုပ်ဆောင်ဖို့သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက်အမကြမီအကောင့်အထည်ဆောင်ရွက်လာမှာကိုစိုးရင်မိတယ်လို့လည်းပြောပါရယ် မြေဆုံတီရှိယာတောင်ဖရိတ်ချေရွာမှာနေထိုင်ကြတဲ့ဒေသခံပြည်သူတွေကိုအဲ့ဒီရွာကနေအထင်အသမအောင်မြင်တာနဲ့မလီယံချေရွာတို့ပြောင်းရွှေ့နေထိုင်စေခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒေသခံတွေဟာမိမိနေရပ်ကိုပြန်လည်နေထိုင်ခွင့်နဲ့မိမိတို့ဆက်ပြူမြေတွေကိုပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရတို့ကိုလည်းတောင်းဆိုနေကြပါတယ်။လက်ရှိနေထိုင်နေတဲ့ချေရွာမှာဆက်ပြူလောက်ကိုင်စားတော့ဖို့အတွက်မြေနေရမရှိတာအပြင်ဆက်ပြူမြေပြုလုံးလုံးမရတဲ့အတွက်အခက်အခဲတွေကြုံနေရတယ်လို့လည်းအချက်ပါဒေသခံကပြောပါတယ်။ ချေရဒေတာခန်တွေကိုတော့စိုက်ပျိုးလောက်ကင်ဖို့နဲ့ထရိဆန်ထိကြောက်ဖို့အတွက်တော့ရွာအတွေးအဝတ်မခံပဲတခြားရွှေဒူးပေါ်တဲ့သူတွေကိုတော့အဝန်ခံပြီးလောက်ကင်စေခဲ့ကြတဲ့အတွက်ရွာမြေတွေလည်းပျက်စီးကုန်ပြီလို့လည်းဆက်လက်ပြောပါရယ်မနီကာစစ်ကောင်စီခံကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးကထင်နာကအမျိုးစုံစီမံကိန်းနဲ့ပတ်သက်ပြီးစစ်ကောင်စီအစိုးရအနေနဲ့ဆေးအမြင့်ကိုမူလရေးဆွဲချတဲ့ပမာဏချက်ပြီး900နိုင်ပြီးဆောင်းပါဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရှစ်ထပ်ရေတကွန်မှာရေကစားရင်မျိုးပါသိဆုံးခဲ့ပြီးတော့ပျောက်ဆုံးနေတဲ့အမျိုးသမီး၂ဦးကိုဒီကနေ့မှဆက်လက်ရှာဖွေနေရလို့သိရပါတယ်။ဘုံချောရွာရှိပံမှာရှိတဲ့ရှစ်ထပ်ရေတကွန်အမြင့်ဆုံးအဆင့်မှာလာရောက်ပံပြင်းနေတဲ့အဖွဲတစ်ဖွဲဟာထောင်ချရေးတချိန်ထိုးထူးဆင်းကြလာတဲ့အချိန်နဲ့ဂျုံခဲ့တော့ဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ အဲ့ဒီအပန်းဖြေတဲ့အဖွဲဟာကိုပိုင်ချောင်းတစ်ခုမှပညာသင်ကြားနေရတဲ့နိုင်ငံခြားသားဆရာဆရာမတွေပါဝင်ပြီးတော့တောင်ကြားရေချောင်းအမျိုးသားအမျိုးသမီး၅ရောက်မြို့ပါခဲရဲလို့ကုညီကေစရေးလောက်ကနေရတဲ့စေတနာမလုံမှုကုညီအတင်းအုံချောကနေတည်ရပါရတယ်။ မျိုးသားတယောက်ကိုချီချိုတန်ရနဲ့ခေစိထားနိုင်ပြီးတော့မျိုးသမီးနှစ်ယောက်ကိုတော့ဒိတ်ဆုံးလျက်ဤတကွင်းရဲ့တုံထက်မှာတွေ့ရှိထားရလို့သိရပါတယ်။ကျန်းရှိနေတဲ့အမျိုးသမီးနှစ်ယောက်ကိုတော့ဒီကနေ့မှပဲကုညီခေစိရဲ့အဖွဲ့တွေကဆက်လက်ရှာဖွေမှုတွေလှောက်ဆောင်နေရလို့စည်စနာမှုလူမှုကုညီရေးအတင်းကဆိုပါတယ်။သောတော်ဤတကွင်းတွေကိုတာရောက်လေပတ်သူတွေအနေနဲ့တဘာဝပေးအခြေအနေတွေကိုသတိပြုသွက်ဆကြဖို့ကိုလည်းကုညီခေစိရဲ့အဖွဲ့တွေကအတိပေးထားပါတယ်။ အနည်းငယ်ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဒါမှမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။ မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုံမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီပောက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာအနဖျားထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးတိုက်ဆုံနိုင်ပါတယ်။ ။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ပွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွယ်တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါ။ပောက်ွဲစီတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီး ။တစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွက်ထားတာတွေဖြစ်ပါတယ်။ရေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအတုံးပြုတ်လေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ ညင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအုံပြုတ်သွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့ညင်မြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပေါက်ခွဲသေးဘဲဆက်ရှိနေလဲအနေရကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ခွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိတ်ဆန်တွေကိုအသက်သေစေနိုင်ပါတယ်။ မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခမများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့သတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။